နှလုံးသံဖြစ်နေတဲ့အာရုံလေးတွေကိုကျွန်တော်တို့အိမ်မှာဘယ်လိုပြုစုကြမလဲကျွန်တော်ဘာတွေကြွေးကြမလဲဟိုတနေ့ကနှလုံးသံနဲ့ပတ်သက်လို့ကျွန်တော်ဗီဒီယိုတစ်ပုဒ်တင်ထားပေးပါပြီအဲ့ဒါလေးကိုလည်းကျွန်တော် mention ခေါ်ပေးပါမယ်ဒီနေ့ကျွန်တော်တို့ကနှလုံးသံဖြစ်တဲ့အာရုံလေးတွေကိုစောင့်ရရှောင်ရလေးတွေကျွန်တော်ဆက်ပြီးပြပြသွားမှာဖြစ်ပါတယ်ပထမဆုံးအရေးကြီးတာတော့ကျွန်တော်တို့အိမ်မှာပြုစုပြီဆိုရင်တို့ကိုပြင်းပြင်းထန်ထန်လှုပ်ရှားမှုတွေလုံးဝမလုပ်ခိုင်းဘူးကအရေးကြီးပါတယ်ပထမတစ်ချက်ပါနောက်တစ်ခုကတော့တို့ကိုဖိစီးမှုမဖြစ်စေအောင်ကျွန်တော်တို့ဂရုစိုက်ရပါမယ်။တို့ကိုအေးစိတ်တည်ငြိမ်တဲ့ပတ်ဝန်းကျင်ကျွန်တော်တို့ဖန်တီးပေးရပါမယ်။ နောက်တစ်ခုကတော့တိကုဆရာဝန်တွေလောက်အောင်ပေါ့အဲ့ဒါကတော့သူတို့ကိုတေချာစေကူပေးတာနဲ့သူတို့ကိုတေချာစောင့်ကြည့်တာနဲ့အဲ့ဒါပဲဖြစ်ပါတယ်နောက်ကတော့ကျွန်တော်တို့ဘာတွေကြွေးမလဲပေါ့နော်အဲ့ဒါပါပဲအဲ့တော့ကျွန်တော်တို့ကသူတို့ကိုပြင်းပြင်းထန်ထန်လင်းကျင်ခံနေမလို့ဖို့ကျွန်တော်တို့ဂယူဆက်ရပါမယ်ဘလို့ဟာလဲဆိုသူတို့ပြေးတာကြီးမလို့ပါဘူးနှလုံးသားဖြစ်နေအာဝလေးတွေမှာပြေးတာတွေခုန်တာတွေကြက်ကြက်တန်းတန်းကစားတာတွေမလို့ပါဘူးလမ်းအကြာကြီးခြောက်တာတွေမလို့ပါဘူးဘာလို့လဲဆိုတော့နှလုံးသံတွေကအချိန်မရွေးသူတို့ရဲ့သွေးကြောတွေနှလုံးတွေကိုပောက်ကွဲသွားစေနိုင်လို့ပဲဖြစ်ပါတယ် ဲ့ဆိုရင်ကိုယ်လက်လှုပ်ရှားမှုတွေနဲ့ဘယ်လိုလုပ်မလဲဆိုရင်သူတို့ဒီ2မိနစ်3မိနစ်လောက်လမ်းလျှောက်တာမျိုးလုပ်လို့ရပါတယ်။နောက်တစ်ခါအပေါ်ပါသွားတာအလေးသွားတာဒါမျိုးလုပ်လို့ရပါတယ်။နေ့တနေ့လုံးရဲ့90ရာခိုင်နှုန်းကိုတော့သူတို့ EECD အနားယူခံရမှာဖြစ်ပါတယ်။နောက်တစ်ခုကကျွန်တော်တို့ EECD ညင်းနဲ့ပတ်ဝန်းကျင်ကိုကျွန်တော်ဖန်တီးပေးရမှာဖြစ်ပါတယ်။ဘယ်လိုဟာမျိုးလဲဆိုရင်သူတို့ကိုတိတ်ဆိတ်တဲ့အခန်းတစ်ခုထဲမှာသူတို့ကိုထားပေးရပါမယ်။စုညံတန်တွေမရှိရဘူး။အော်ဟစ်တန်တွေမရှိရဘူး။အပြီးလို့ရှိရင်သူတို့နဲ့အတူတခြားအာဟုအစ်စ်ကလေးတွေနဲ့မိတ်ဆက်ပေးတာမျိုး တခြားအာဝတ်သစ်တွေကသူတို့နဲ့လာပြီးတော့စော့စားတာမျိုးမလုပ်အောင်နောက်တစ်ခုကတော့ရမ်းပူတဲ့ရာသီဥတုကိုကျွန်တော်ဂရုစိုက်ပေးရမယ်မပူအောင်လို့အဲ့လိုဖိစီးမှုတွေကလည်းသူတို့အတွက်ဥပဒေဖြစ်စေလိုပဲဖြစ်ပါတယ်နောက်တစ်ခုကတော့တိကုဆရာရဲ့အခန်းကဏ္ဍကတော့သူတို့ကိုဒီကုသမှုတွေပေးရမှာကုသမှုပေးရတဲ့ပတ်သက်လို့တော့ဟိုတနေ့ကဗီဒီယိုထဲမှာကျွန်တော်ပြောထားပြပါပြီအဲ့မှာသူတို့တောက်အောင်ဆေးတွေပါတယ်ဒီသားလောင်းလေးတွေနေနေဖို့အတွက်တောက်အောင်ဆေးတွေပါတယ်ပြီးလို့ရှိရင်ဒီတန်ကောင်းအကြီးတွေနေနေဖို့အတွက်ထိုးအောင်ဆေးတွေပါတယ် ပြီးလို့ရှိရင်ရောင်နာတက်တာရဲ့ဆေးတွေပါမယ်ချောင်းတက်တာရဲ့ဆေးတွေပါမယ်ဒါတွေကတော့တိကုဆရာဝန်တွေဆက်လုပ်ရမှာပဲဖြစ်ပါတယ်အဲကျွန်တော်တို့ကသူတို့စောင့်ကြည့်ရဘာတွေစောင့်ကြည့်ရမလဲကျွန်တော်တို့ကအအုပ်လေးတွေကိုချောင်းအရန်ဆိုးနေလားဒါကိုစောင့်ကြည့်ရပါမယ်သူတို့သတိလင့်နေလားပြော့ခွေသွားလားဒါတွေစောင့်ကြည့်ဖို့လိုတယ်သူတို့အသက်ရှူခက်နေလားစီးရောင်ရင်းရင်းတွားနေလားဟောရဟောရအရန်ဖြစ်နေလားဒါတွေစောင့်ကြည့်ဖို့လိုမယ်24နာရီကျော်အစာမစားတာမျိုးအဲသူတို့ရဲ့ပိုက်သားတွေ1ပိုက်ကျော်သားတွေရောင်းနေတာပေါ့နော်ရေဖြစ်နေပါပြီဖြစ်နေပြီလားဒါတွေကိုကြည့်ဖို့လိုပါမယ် အဲ့ဒါကြီးရှိရရှိသလိုကျွန်တော်တို့ကုသမှုမှာလည်းထပ်ပြီးတော့လိုအပ်တာတွေထပ်ဖြစ်ပြီးကုရမှာဖြစ်ပါတယ်အဲ့တော့တို့ကိုကျွန်တော်အစားအစာဘယ်လိုကြွေးကြအောင်လဲနှလုံးသားဖြစ်နေတဲ့အာရုံလေးရတော့အသည်းနဲ့အဆုတ်ကိုခံအားအကောင်းဖို့လိုပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကအဲ့ဒီအတွက်အစားအစာတွေဆိုရင်အစီနဲ့တဲ့အစားအစာတွေကြွေးရပါမယ်ပြီးလို့ရှိရင်အသားနဲ့များတဲ့အစားအစာတွေကြွေးရပါမယ်နောက်တစ်ခုကတော့ကိုခံအားကောင်းပြီးတော့အသည်းအကောင်းစေတဲ့အစားအစာတွေကြွေးရပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့အစားအစာလုံလောက်တော့ပဲဖြစ်ပါတယ် ဲ့တော့အစီနဲ့ပြီးတားတက်များတဲ့ဟာတော့ကြက်ရုံဥသားပေါ့ဗျာအယိုးမပါဘူးအရေးကိုနေမပါဘူးပေါ့နောက်နိုင်ငံမှာဆိုတော့ကြက်စင်တွေကျွေးတယ်နောက်တူနာငါးတို့စာတင်းငါးတို့ဆယ်မွန်ငါးတို့ဓာတ်တွေကိုကျွေးတယ်ပေါ့နော်နောက်ကကျုပ်ကျုပ်ကျွေးလို့ရတယ်ကျုပ်ပြောကတော့အောင်လေးတွေရဲ့အရွယ်ဆောက်မှာမူတည်ပြီးတော့တလုံးကျွေးမှလားတစ်ချမ်းကျွေးမှလားပေါ့အဲ့လိုကျွေးရတယ်ဒီအသားဓာတ်ကကြွက်သားတွေပြန်လည်တန်ဆောက်မှုအတွက်ကောင်းတယ်လို့မျိုးအောင်လေးတွေအားနေတာလည်းတက်တာစီပါတယ်နောက်တစ်ခုကတော့အသေးကိုအားဖြစ်ပြီးတဲ့ဟာမျိုးပေါ့ချွေဖြုံသီး ိုတနေ့မှာကျွန်တော်ပြောထားရွှေဖြုံသီးကျွေးလို့ရတယ်မုံလာဥနေကျွေးလို့ရတယ်နောက်တော့ဟင်းနုနယ်ကျွေးလို့ရတယ်ပဲသီးတွေကျွေးလို့ရတယ်ဟိုပန်းကော်ပီစိမ်းအဲဒီကောင်တွေကျွေးလို့ရတယ်နောက်သင်္ဘောသီးလေးပါလေးပပလေးပြီးကျွေးလို့ရတယ်နှလုံးသားဖြစ်တဲ့အာဟုလေးတွေကအသေးထက်အားဖြည့်ပြီးလို့လိုပါတယ်ဒါကြောင့်မလို့ခုနကျွန်တော်ပြောတဲ့အစားအစာတွေကအသေးတွေအကောင့်တွေပါတယ်နောက်တစ်ခုကတော့ကိုကကောင်းစေတဲ့ဖြည့်စွက်စာတွေကျွေးပြရမယ်အိုမီဂါ3တို့နောက်ဗိုက်တာမင်စီတို့နောက်တစ်ခုကတော့ဟိုနနွန့်ပေါ့နော်နနွန့်လည်းကျွေးလို့ရတယ် မကြွရမယ့်ဟာတွေကဘာတွေလဲဆိုရင်အစီများတဲ့အစားအစာကိုရှောင်အောင်ပါမယ်ပြီးလို့ရင်စီနဲ့ကြော်ထားတဲ့ဟာတွေတကြားများတဲ့ဟာတွေရှောင်အောင်ပါမယ်နိုးတဲ့နိုးတဲ့ပစ္စည်းတွေရှောင်အောင်ပါမယ်ဒီထမင်းကိုအများကြီးကြွရမယ်လဲရှောင်အောင်ပါမယ်ဘာလို့လဲဆိုတော့ထမင်းအများကြီးကြွရတာသူတို့ weight တက်စီလို့ပါ weight တက်လို့ရှိရင်သူတို့နှလုံးကပိုပြီးအလုံးလောက်ရတယ်အလုံးလောက်လို့ရှိရင်ပိုပြီးပင်ပန်းလို့ပါဆက်တဲ့ဟာတွေမကြွရပါဘူးအဲပဲရတော့သူတို့စတော်ပဲလို့ဟာမျိုးမြေပဲလို့ဟာမျိုးဒီကောင်တွေကသူတို့လေးပွားစီတယ်လေးပွားရရင်လည်းမကြွရပါဘူးနောက်တစ်ခုတော့ရေးပါနှလုံးသံဖြစ်နေတဲ့အာဝလေးတွေကရေတဲ့အရန်လို့ပါတယ် ရေတက်ပြုတ်လို့ရှိရင်သူတို့ရဲ့အဆုတ်ရောင်နိုင်ပါရောညော့စီပါရဲ့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့သူတို့ကိုရေရတော့တောက်လျှောက်ဖြည့်ပေးရပါမယ်ရေမြမြတိုက်တဲ့လေ့ကျင့်လေးလုပ်ပေးရပါမယ်ရေရတော့တန်တန်ဆိုပိုကောင်းပါတယ်ဒီအနံ့ပါတဲ့ရေတွေမဖြစ်ရဘူးပြီးတော့နို့ပါတဲ့ရေတွေမဖြစ်ရဘူးရေသန့်ပဲဖြစ်ရမယ်နောက်တစ်ခုကတော့ဒီတန်အကြီးတွေအတွက်ပေါ့နော်ဒီဆေးထိုးပြီးသွားလို့ရှိရင်တော့သူတို့ကိုတေချာကိုလောင်အိမ်ထဲမှာတင်းတင်းကြပ်ကြပ်ကိုတေချာခယူးဆိုင်ပြီးတော့လှုပ်ရှားမှုမရှိအောင်ခယူးဆိုင်ရပါမယ်လေးဘက်ကနေ၆ဘက်လောက်ထိထားရတယ်လို့ဆိုပါတယ် ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဆေးထုတ်လိုက်ပြီဆိုရင်တန်ကောင်အကြီးကြီးရှော့ကုန်ပေါ့ရှော့ကုန်လို့ရှိရင်ဒီကောင်လေးကဒီသွေးကြောထဲမှာသွတ်ပိတ်တာတို့နှလုံးမှာသွတ်ပိတ်တာတို့ဆုတ်မှာသွတ်ပိတ်တာဒါမျိုးတွေဖြစ်တတ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကသူတို့နှစ်မိနစ်သုံးမိနစ်တက်ပို့ပြီးလမ်းချောင်းခိုင်းလို့မရပါဘူး။သူတို့ချောင်းဆိုးနေလားအသက်ရှူခက်နေလားဒါအောင်လဲစောင့်ကြည့်ပေးဖို့လိုပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီအသက်မရှင်တော့တဲ့ဒီနှလုံးတန်တွေကလည်းအဆုတ်မှာသွားပြီးပိတ်တယ်လို့ပဲဖြစ်ပါတယ်။ဒါလို့ဆိုရင်တော့နှလုံးသားဖြစ်နေတဲ့အာဝလေးတွေကိုအိမ်မှာဘယ်လိုပြုစုရမလဲဆိုတာကိုသိလောက်ဘယ်လိုထင်ပါလဲ။ဘာတွေကြွေးရမလဲဆိုတာကိုသိလောက်ဘယ်လိုထင်ပါလဲ။ တခြားသိချင်တာရှိရင်ကွန်မန့်မှာမေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်